ငလင်ကြောင့်ထိခိုက်မှုများတဲ့ဒေသတွေမှာငလင်နောက်ဆက်တွဲအနေနဲ့အရေးပြားရာရန်တာနဲ့ဝါယောဂါလိုမျိုးကူးစက်ယောဂါတွေဖြစ်ပွားနေလို့ဓာတ်ပေါ်တွေရှာဖွေမှုတွေကိုအမြန်ဆုံးလှုံ့ဆော်တဲ့နယ်လို့ဆရာဝန်တွေကထောက်ပြကြပါတယ်။သီရိတရင်ပေးပို့ထားပါတယ်ရှင်။ငလင်တန်ပြင်းထန်စွာခံစားခဲ့ရတဲ့ဒေသတွေမှာငလင်နောက်ဆက်တွဲအနေနဲ့ကူးစက်စေတတ်တဲ့အရေးပြားရာရန်တာနဲ့ဝါယောဂါတွေဖြစ်ပွားနေတယ်လို့ဆရာဝန်တွေနဲ့ကယ်ဆယ်ရေးသမားတွေကပြောကြပါတယ်။ငလင်လုတ်ပြီးနောက်ပိုင်း နေအိမ်တွေပျက်စီးသွားတဲ့အတွက်ပြည်သူတွေဟာလမ်းမတွေမှာယာယီတဲတွေနဲ့နေထိုင်နေကြရပြီးအပူရန်ပြင်းထန်တဲ့အတွက်အရေးပြားရာရဏတွေဖြစ်ပွားနေကြတာပါအသက်၅လဝန်းကျင်အရွယ်ကလေးငယ်တွေကစကားလူကြီးအရွယ်တွေအထိအရေးပြားရာရဏတွေဖြစ်ပွားနေကြတယ်လို့သိရပါတယ်ငလျင်တန်ထိခိုက်မှုများတဲ့မန္တလေးမြို့နယ်စကိုင်းမြို့တွေမှာတော့လူအများအပြားစုနေကြရတဲ့အတွက်တန်ရှင်းမှုအားနေရတဲ့အိမ်သာမလုံလောက်မှုတွေကြုံနေကြရပါတယ် အပြင်မှာအရင်ကဆိုတော့လေမရသေးသူကြောင်းလေးဆောင်လေးပေါ့ပေါ့အဲဆောင်းဆိုးရဲ့ကလေးအပူကြီးပြီးတော့အရင်ထားတဲ့ကလေးလေးလေးတွေများတယ်ဆိုဝင်ရောက်ကလည်းဖြစ်လို့အဲနေရတူကြီးလည်းများတယ်ရှင်ကလေးလေးဆိုရင်ငါးလုံးထုံးလောက်ကနေစပြီးတော့အရင်အဲနေကြရပြီးတော့ငါးနှစ်၆နှစ်အရင်လောက်ထိပေါ့လူကြီးကကြတော့တော်တော်များတော့မူးဝေးတာမျိုးတွေးတိုးတာမျိုး အဲ့လိုမျိုးပဲဖြစ်တာပါရှင်အလစီတီထားတယ်ပေါ့နော်အပြင်မှာအရာရာမျိုးဆိုအကောင်တွေပါကြီးအဲ့လိုမျိုးပါပဲရှင်လူကြီးရတော့ဝိရှုရအောင်ရေစုံဖြစ်နေရှင်အဓိကမလို့ကလေးတင်းလေးတွေပေါ့အနည်းကျကျော်လောက်ကနေစပြီးတော့အသက်90ရှိတဲ့လူကြီးရောပေါ့ဖြစ်ကြတယ်ရှင်ဝိရှုရတော့တရားမှာဆိုလို့ရှင်မှာ90ရာခိုင်နှုန်းကတော့ဝိရှုရတို့အန်နာတို့အလိုရောဖြစ်လောက်တယ်ရှင်အေဘီလာ9ရက်နေ့ညမှာလဲငလင်ဘေးတင့်ဒေတာတွေမှာမိုးရွာသွန်းခဲ့တဲ့အတွက်ရှာဖွေမရသေးတဲ့ရုပ်လောင်းတွေစီကထွက်တဲ့အရေတွေကနေတဆင်လဲ ကူးစက်ယောဂါတွေဖြစ်ပွားစေတယ်လို့ဆရာဝန်တွေကပြောကြပါဗျ။အပူချိန်ပြင်းထန်တဲ့ကာလတွေမှာဓာတ်ပေါ်တွေကို24နာရီအတွင်းဖယ်ရှားပစ်ဖို့လိုအပ်ပြီးမဖယ်ထုတ်နိုင်တဲ့အခါဓာတ်ပေါ်တွေကနေဘက်တီးရီးယားတွေ၊ဘိုင်ယိုကက်မီကယ်ပစ္စည်းတွေအများအပြားထွက်နိုင်ပြီးအဲ့ဒီဘက်တီးရီးယားတွေမှာလည်းဝမ်းပြက်ဝမ်းလျှော်နဲ့ကူးစက်ယောဂါတွေဖြစ်စေနိုင်တယ်လို့သိရပါဗျ။ယောဂါကူးစက်မှုတွေတက်တာစေဖို့ဓာတ်ပေါ်တွေကိုအမြန်ဆုံးရှာဖွေပြီးတကြွတာ။ ကယ်ဆယ်ရေးသမားတွေအနေနဲ့တကူရေးသုံးကာကွယ်ရေးပစ္စည်းတွေကိုတရားစာအသုံးပြုတာအသုံးပြုပြီးသားပစ္စည်းတွေကိုလည်းစနစ်တကျစွန့်ပစ်ဖို့နဲ့အလူရှင်တွေအနေနဲ့လည်းလူနေများတဲ့နေရာတွေမှာအိမ်သာတွေလှူဒန်းပေးတင်တယ်လို့ဆရာဝန်တွေကအကြံပေးကြပါတယ်ကြဘော်ရီစကနေပြီးတော့တခြား gas တွေလည်းထွက်တယ်ပေါ့နော်။ ammonia gas လိုမျိုး hydrogen sulfide လိုမျိုးအများကြီးပေါ့နော် gas တွေထွက်တာမျိုးရှိပါတယ်။အဲဒီဟာတွေကမျက်စိ၊လက်ချောင်းတွေ၊နှာခေါင်းတွေ၊ရာရံတာတွေ၊အဲဒါရှိ gas တွေက န်းနိုင်ချက်ဖြစ်စေရအဲ့ဒါကြီးဖြစ်နိုင်ပါတယ်အကြိမ်မြန်မာရဲ့ပမာဏကိုရှုမိမယ်ဆိုလို့ရှိရင်ဒီခါလေးအတန်းကြီးဒီတိုင်းလောက်တည်းဖြစ်ပါတယ်အခြားဒီတဲ့ပေါ်ရှိတာထွက်တဲ့အကြည့်ချွဲအရေးတွေကိုလည်းလက်ကနေပြီးတော့ကြိုင်မိရဲ့ထိမိတယ်ဆိုရဲအချိန်ဒီဟာကိုအမစေးမိဘူးဆိုလို့ရှိရင်ဒါရည်ဒီအဆိုင်လိုင်းနောက်နဲ့တက်ရှူလိုင်းနောက်နဲ့ဝင်သွားတဲ့အခါဝမ်းမြောက်ဝမ်းလျှောဖြစ်စေပါတယ်ဘန်ချလာ28ရက်နေ့ကစကိုင်းမြို့အနီးကိုဗဟိုပြုတ်ပြီး အင်အား9.9ရစ်တာစကေးရှိတဲ့ငလင်ကြီးလှုပ်ခတ်ခဲ့တဲ့အတွက်မြန်မာနိုင်ငံအနှံ့ပြည်သူ4345ယောက်တိစုံခဲ့တယ်လို့ DWB ကကောက်ယူရရှိထားတဲ့အချက်အလက်တွေကသိရပါဗျ။ကျမဒီရီပါ